ရှီတောင်အာရှမှာလူကြိုက်အများဆုံးဆိုင်ငယ်ကိုပြောပါဆိုရင်တိတ်မကြဒေးကင်ငါစတင်မိတ်ဆက်လိုက်တဲ့2026မော်ဒယ်ဝင်တာဝင်နာ150ဆိုင်ငယ်ကိုညွှန်ရပါလိမ့်မယ်။ဒါကြောင့်ဒီကနေ့မှာတော့မော်တိုနစ်ရဲ့ဆိုင်ငယ်ချစ်သူမိတ်ဆွေတွေအတွက်အဲ့ဒီဆိုင်ငယ်အကြောင်းကို review လုပ်ပေးသွားကြပါမယ်။အားလုံးမင်္ဂလာပါကျွန်တော်ကြွကြွအောင်ပါမော်တော်ဘိုက် order တယောက်ဖြစ်ပါတယ်။ စကူတာတွေထက်တည်ငြိမ်မှုပိုရှိပြီးပပပပနဲ့ပြင်ဆင်ရလိုသလိုစီစံနှောင်းနဲ့တက်တာတဲ့ဆိုင်ကယ်မျိုးဆိုရင်အနာဝင်ဆိုင်ကယ်တွေကရွေးချယ်ခြင်းစရာကောင်းလွန်ပါတယ်။ပစ်ပွင့်ဆိုင်ကယ်တွေလို့စီးနင်းလူရှိမှစီတိုင်ကြီးနေရာမပါဝင်တဲ့အနာဝင်ဆိုင်ကယ်တွေကအရှိတောင်အာရှနဲ့တောင်အာရှဒေသတွေမှာနေစဉ်သုံးမှုရောခီဝီထုတ်ဖို့အတွက်ပါအသုံးများတဲ့ဆိုင်ကယ်မျိုးစားဖြစ်ပါတယ်။ ်အနာမွေးဆိုင်ကလေးမှာအင်ဂျင်ငါစီလင်တူရဲ့ခြေထောက်နှစ်ခုကြားမှာရှိပြီးတော့အင်ဂျင်မဝါက 100cc ကနေ 150cc လောက်ထိရှိတတ်ကြတယ်အရှိတောင်အရှမှာပြင်းပန်းဆန်တဲ့အနာမွေးဆိုင်ကလေးလို့ပြောရင်ဂျပန်ဆိုင်ကလေးကုမ္ပဏီဝန်တာရဲ့ဝန်နာဆိုင်ကလေးကနာမည်ကြီးတဲ့ဒီဇိုင်းပိုင်းစွမ်းဆောင်မှုရှိသလိုစွမ်းဆောင်ရည်လည်းကောင်းတဲ့ဝန်တန်ဝန်နာဆိုင်ကလေးကို BNN နဲ့ဖိလစ်ပိုင်လိုနိုင်ငံတွေမှာဆိုရင်အယူမှုနှစ်တကြတာတွေ့ရတယ်ဝန်တန်ဝန်နာဆိုင်ကလေးကို996ခုနှစ်တုန်းက ဘီအန်အန်နိုင်ငံမှာဆွတ်တင်ထုတ်လုပ်ခဲ့တာဖြစ်သလို99ခုနှစ်မှာတော့ဝင်းနာ H လို့မွန်းမံထုတ်လုပ်ခဲ့တယ်။နောက်95ခုနှစ်မှာတော့ပြိမ့်မင်းပူဆန်ပြီးရုပ်ထွက်ပိုးအဆင့်မြင့်နေလို့ခံစားရတဲ့ဝင်းနာအာကိုဘီအန်အန်နိုင်ငံမှာစတင်မိတ်ဆက်ခဲ့ပါတယ်။အခုမိတ်ဆက်ပေးမယ့်နောက်96မော်တဲ့ဝင်းနာအာ150ဆိုင်ငံမှာ149တန်မာ 1cc liquid gas cylinder သလုံးတို့အင်ဂျင်တက်ဆင်ပေးထားပြီးတော့ဂီယာက6ချက်ပါဒီဆိုင်ငယ်ရဲ့ဂီယာစနစ်မှာကောင်းမွန်တဲ့အခြေတစ်ချက်ကဂီယာချင်းရင်ကလပ်ဆွဲရတာပုံမူပုံမှန်စီဖို့လှုပ်ဆောင်ပေးတယ် ဒါအပြင်ဂီယာအမြန်တောင်းတဲ့ခါဒီမှာနောက်ပိန်းတုံကာပြီးဆိုင်ငယ်မဒီမငိန်ဖြစ်တာဝန်တာပေးနိုင်မှု SS and Sleeper Class နဲ့ထဲတွင်ပေးထားတာပဲဖြစ်ပါတယ်။စနိုစနစ်ကတုံးမလို့တဲ့ Smuggy စနစ်ပါ။ Brake တွေ Dual Disc Brake တွေအသုံးပြုပေးထားပြီးရှေ့ဘက်မှာရုပ်တရက် Brake ရောက်ရင်လမ်းမချော်စေမဲ့ Single ABS Brakes နဲ့ပါဝင်ပါတယ်။ဖနိုင်ငုံအောက်ကစတိုင်ကြီးဝန်ဆောင်မှုပမာဏကလီတရ်နဲ့5လီတာဖြစ်သလိုစတိုင်ကြီးအပြည့်နဲ့ဆိုင်ငယ်လေးချိန်က124 kg ရှိပါတယ်။ စီစံလုံးကတလီတာကို92.3ကီလိုမီတာရပါတယ်။ဆိုင်ငယ်ဒီဆောင်မှုပိုင်းကိုကြည့်ရင်အချွန်တစ်တီနဲ့ပြိုင်မိန်ဆန်နဲ့ဆိုင်ငယ်ဥပိုင်းမှာ projector LED မီအသုံးပြုပေးထားတဲ့ဖြင်းမီကြီးကိုတွင်ပြန်မှာဖြစ်ပြီးတော့မီအလုံးက LED မီတွေကြီးအသုံးပြုပေးထားပါတယ်။တိုင်ကိုကတော့ LCD display နဲ့တွင်ပြန်မှာပါ။တိုင်ကိုမြင့်က995မီလီမီတာမြင့်ပါတယ်။ စကုန်နယ်မှာဘိန်းငွေတက်ဆင်ပေးထားတဲ့96မော်တဲ့ဝင်နာ150စံငယ်ရဲ့မြေပြင်ကင်းလွင်မြင့်က153မီလီမီတာရှိပါတယ်။ 150cc အနာမွေးစံငယ်တန်းစားမှာဝန်တန်ဝင်နာစံငယ်ရဲ့ပြိုင်ဘက်ကယာမာအိုက်ဆိုက်တာဒါမှမဟုတ်ယာမာစနိုက်ပါစံငယ်ပါပဲ။96မော်တဲ့ဝန်တန်ဝင်နာ150စံငယ်ဈေးနှုန်းကအမေရိကန်ဒေါ်လာ2000ကျော်နဲ့95မော်တဲ့ဈေးနဲ့မတိမ်မရင်ဖြစ်မယ်လို့ယူဆရပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေမှာရောဝန်တော်ဝန်သားအိမ်နဲ့ဝန်တော်ဝန်သားအဆိုင်ရဲ့စီးပွားသူတွေရှိပါသလားရှိတယ်ဆိုရင်စီနီယာရဲ့အရာဒါမောင်းနေရတဲ့အတွေ့အကြုံကောင်းယူဆိုးကျိုးဘလို့ရှိလဲဆိုတာခွန်မှတ်မှာမှတ်ချက်ရေးပေးခဲ့ပါအောင်